ဆယ်ရက်လေးလ2025ဒီနေ့ကျွန်တော်ပြောပြပေးခြင်းနဲ့ဆယ်ရက်နိုင်ငံရေးထူးခြားသတင်းလေးတွေရှိပါတယ်ပထမဆုံးပြောပြရမယ့်သတင်းကအလုံးသိကြရတဲ့အတိုင်းပဲမင်းအွန်လိုင်းသတင်းနဲ့စကြတယ်ဘာကြောင့်လဲဒီဖက်စစ်ဒီဖက်စစ်ကောင်ကစကိုင်းတိုင်းကိုငလျင်သက် data ဆိုပြီးသူသွားခဲ့တယ်လူကြီးပဲသွားတာမဟုတ်ဘူးယမဦးကောင်းလို့ပဲဟာလာသူလိုင်ပြည်သူလူထုကကြောက်နေစေရမယ်ဆိုတဲ့စိတ်ထားနဲ့အချုပ်ကားပါခေါ်သွားတယ်ဖန်စီခေါ်ဆောင်မှုလည်းရှိတယ်စကိုင်းသွားတဲ့လမ်းမှာ အခုကျွန်တော်သိရှိရတဲ့သတင်းတွေကရမ်းမီနယ်တောင်ပိုင်းဟိုပုံအောင်ပန်းတောင်ကြီးဒီမြို့တွေမှာလုံခြုံရေးတင်းကျပ်ထားတယ်စကောင်းဆောင်မင်းအောင်လိုင်းလာမမို့လို့တဲ့ဒီတော့ပြမကြီးဥကောင်းကအဲ့မျိုးသုံးမျိုးလှည့်နေပြီရှောင်းစရာရှိရာရှောင်းကြရှားစရာရှိရာရှားကြတာမန်ပြည်သူလူလူအနေနဲ့ပြောတာ ေါ်လာညီကိုတွေကလည်းဒိုးစရာရှိရဒိုးလိုက်မယ်နော်အဲအဲ့ဟာလေးကိုကျွန်တော် message အရင်ပေးခြင်းနဲ့ဘာကြောင့်လဲ passive စစ်တပ်ဟာခွေးသိမ်းလို့ပဲလွတ်နေတဲ့ခွေးသိမ်းလို့ပဲမဲမဲမြန်မြန်လိုက်ကြိုက်ပါပြည်သူတွေဘာတွေညာတွေကြည်မာမဟုတ်ဘူးတကောင်ရရဟာလားဟာလားသူဟိုတယောက်ကိုကြိုက်ရကြိုက်ရနှစ်ယောက်ကိုကြိုက်ရကြိုက်ရဆိုတဲ့စိတ်နဲ့ပဲ तू ကလိုက်ပြီးတော့ကြိုက်နေမှာ အဲ့တော့အဲ့ခွေးသယံကြီးကမြမဦးကောင်းကြီးကအဲ့မြို့သုံးမြို့ကိုဥတည်ထားနေပြီဒါကြောင့်ရှောင်းရရှိရရှောက်မှာရှားရရှိရရှားပါလို့တရင်အရင်ဆုံးဒီတရင်လေးကိုကျွန်တော်ပြောချင်တယ်နောက်တစ်ခုကတော့အားလုံးလည်းတည်ပြီးကြားလိုက်မယ်ဒီရပိုင်းကျွန်တော်တို့တော်လိုင်းလက်နက်ကန်တပ်ဖွဲ့ဝင်တွေကတိုင်းပိုက်ထားတဲ့မြို့နှစ်မြို့ရှိခဲ့တယ်ချင်းမီနယ်ဖလန်မြို့ဒါချင်းဘရဒါဟုတ်ကတိုင်းတယ်စကိုင်းတိုင်းအင်းတော်မြို့ဒါ ABSD ရဲ့ PDF တွေကတိုင်းထားဆိုတော့ အာကချင်မီနီကနေဆင်းလာမယ်ကချင်မီနီကဆင်းလာဆိုရင်ဒါမော်လူကိုရောက်မယ်မော်လူရောက်မယ်မော်လူမျိုးကငโกတဲ့က PDF အပိုင်းအခုအင်းတော်မျိုးပါထပ်သိမ်းလိုက်တယ်ဒါအင်းတော်မျိုးကိုတော့ဒုတိယအချိန်မှာသိမ်းရတာပေါ့ပြန်ရပြီးတော့ပြန်ဆုတ်ပေးလိုက်ရခြင်းနေရှိတယ်ဒါပေမဲ့ဒီတစ်ခေါက်ကပုံပြီးထေချာသွားတယ်ဒုတိယအချိန်မှာသိမ်းတာဟုတ်ပြီအဲ့ဒါနဲ့တဆက်ဆက်တယ်ဘာဆက်ဖြစ်လဲအလုံးသိကြတဲ့အတိုင်းပဲအင်းတော်မျိုးကိုဘုံကျဲတယ်အင်းတော်မျိုးရဲ့ပတ်ချလဲမှာရှိတဲ့မျိုးတွေဖြစ်တဲ့နောက်ထပ်ဒေါ်လာရင်းလက်နက်ကင်တပ်ဖွဲ့ဝင်တွေသိမ်းနိုင်ကြီးရှိတဲ့ ဘန်မော့ဝန်းသူကောလင်အာထိကြိုက်ကတဒီမျိုးတွေမှာဘုံကျက်တက်ခတ်မှုတွေပို့ပြီးတော့ခက်ဆက်စိတ်မြင်ရလိမ့်မယ်အဲ့ဒီသားမှာရှိတဲ့ပြည်သူလူထုအနေနဲ့ချောင်ရရှိရရှာရှာရရှိရရှာဒီခွေတယံရဲ့မဲမဲမြင်ရကိုက်မှုမှာကိုယ့်ရဲ့အသက်ပါမသွားဖို့အတွက်အသည့်တတိနဲ့နေကြဖို့ကျွန်တော်ဒီနေရာကနေအထူးပဲတိုက်တွန်းနှိုးဆော်လို့ရနောက်ထပ်အောင်ပွဲရသတင်းတစ်ပုဒ်ဖြစ်တဲ့ အင်းတော့ sorry ဖလန်းချင်းပြည်နယ်ဖလန်းမြို့ကိုချင်းပြားကဟိုကတိတ်နေဒါရှင်းနေဗျာငွေရေတဲ့ချင်းတွေကဒါမြို့တိတ်မကြံတော့တဲ့အနေအထားမျိုးမှာတိတ်နေဒါရှင်းနေအဲ့ဒီမှာအဲဒီတချိန်တော့ပဋိပက္ခအနေငယ်ဖြစ်ခဲ့ဘူးလေချင်းလက်နက်ကန်တပ်ဖွဲ့ဝင်ဖြစ်တဲ့ CNF နော်ချင်းပြည်ကောင်စီထဲမှာပါရဲ့ CNF ကချင်းမသာချင်းဘရာသာဟုကဖလန်းမျိုးကိုတိမ့်လို့ဆိုပြီးတော့ဂုံယူပါကြောင်းဝန်တာပါကြောင်းချင်းနဲ့ပါကြောင်း statement ထုတ်ခဲ့ရလေးကိုတွေ့ရတယ်အဲ့ဒါနိုင်ငံရေးဘာကြောင့်အဲ့ဒါနိုင်ငံရေးလို့ပြောလဲဆိုတော့ကျွန်တော်တို့ဒီနိုင်ငံရေးဆိုစစ်တမ်းနဲ့ဂျာတန်းမှာဖြည်သူလူလူနဲ့ဂျာတန်းမှာဒေါ်လာလေးလက်နက်ကန်တစ်ဖက်ဝင်နေကြမှာဘာနိုင်ငံရေးမှရှိစရာမလိုဘူးအမြင့်ပြတ်အာတွေးချင်းမှာဆွေးနေစရာမရှိဘူးအမြင့်ပြတ်ရှင်းဖို့ပဲဒီစစ်အာဏာရှင်ရန်နေရကိုသို့တော့နိုင်ငံရေးအာဒီခုနပြောတဲ့တော်လန်ပြည်သူလူလူအချင်းချင်းတော်လန်ရေးလက်နက်ကန်ဘွဲ့အချင်းချင်းမှာတော့ ဘွတ်တိုက်မှုတွေရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့လူလူချင်းမဲ့စကားပြောလို့ရတယ်ပြန်တဲ့တယ်ဘလချင်းဘလဟုနဲ့ CNF ဆိုတာတစ်ချိန်လုံးကဒါပြိပခတော်တော်လေးကိုကြီးမားခဲ့တယ်ပြန်လန်းဆဆွဲမှုတွေဖြစ်ခဲ့တယ်သို့တော့ဒီနေ့အချိန်မှာမရှိတော့ဘူးအားလုံးကတက်ညီလက်ညီမယ်အားလုံးကချင်းအမျိုးသားအတွက်အလုံးလုံးနေကြတာအာဒီ process နဲ့ကိုတော်လာနေကြတာပဲပုံရံသူကဒါကိုတို့ကောင်းကောင်းစုတ်ကင်နိုင်ခဲ့တယ်ဒါကြောင့်ဖလန်းမျိုးကိုချင်းဘလဟုကလည်းတိန်းတယ် CNF ကလည်း ကိုဝမ်းမြောက်ကြောင်းတဝန်းတော့ထုတ်ပေးတာကိုကျွန်တော်ဖတ်လိုက်ရတယ်။အဲ့တော့ဒီသတင်းကိုလည်းကျွန်တော်အာဝမ်းသာအာရပြန်ပြောပေးတယ်ပေါ့ဗျာနော်။ဒါဒါဒါလေးကိုကျွန်တော်တမင်ထည့်ပေးတာ။နောက်တစ်ခုကအလုံးသိကြတဲ့အတိုင်းပဲမြန်မာနိုင်ငံရဲ့အာကုလသမဂ္ဂဆိုင်ရာတာမတ်ဂျူလီဘီရှော့မြန်မာပြည်ကိုလာတယ်။နေပြီးတော့မှာပေါ့ဗျာ။အဲ့တော့ဖက်စစ်ဖက်စစ်အာဝန်ကြီးတကောင်နဲ့တွေ့တယ်။တန်းဆွေနဲ့တွေ့တယ်။ဝန်ကြီးတန်းဆွေနဲ့တွေ့တယ်။တွေ့ပြီးတော့ အဲအဲ့မှာအဓိကငလေကိစ္စဘာညာကိစ္စလာတာပေါ့ဗျာအဲ့လိုလာမှုလဲ40အာ human right အဖွဲ့ကပေါ့နော် human right အဖွဲ့ကကန့်ကွက်စာတွေဒီပို့တာမျိုးတွေလည်းရှိသလိုဒီအမျိုးဒီဒီဒီဟိုဟာပေါ့အဲဒီ Julie Bishop ဆိုတဲ့ဒီတမတ်ကအင်းငကိုတဲ့ကသူ့ရဲ့ယက်တီချက်ကလည်းအနေနဲ့ဝေဖန်ခံရတဲ့ယက်တီချက်တွေပေါ့နော်ရှိခဲ့ဘူးတဲ့အာသူကအာလူခွင့်ရင်းနဲ့ပတ်သက်လို့ဝေဖန်ခံခဲ့ရဘူးတဲ့ဥမာ Greenland မှာ အဲဒီတက်ထုပေါ့နော်မြေရှားတက်ထုဒူဖောက်ဘူးနဲ့ပတ်သက်ပြီးတော့ဒေတာကန်ကြီးရဲ့ညုံညင်မှုကောက်ကောက်မှုညုံညင်မှုကိုခံခဲ့ရဘူးတဲ့သူတယောက်ဖြစ်တယ်အခုလည်းအလားတူပေါ့နော်သူခံရရပေါ့အလားတူသူအလားတူပဲသူပြောခံရပြန်ပြီအဲ့တော့ဒီလူကိုကောင်းချင်းဆိုချင်တော့ကျွန်တော်မပြောလို့ဘူးဒါပေမဲ့ဒါပေမဲ့အဲစကောင်စီဟာထိုင်းကိုဝရမ်းထုတ်သူအာဂျင်တီးနားတရားရုံးကဝရမ်းထုတ်ခံထားရတဲ့အချိန် ထိုင်းကိုသူသွားတယ်ဆိုတော့ထိုင်းကမဖမ်းမဘူးလို့အာမကန်ကျဲရလို့သွားခဲ့တာအဲ့ဒါသူ့ရဲ့တန်တမာရေးဆိုင်ရာအောင်ဝဲတစ်ခုအနေနဲ့သူသွားခဲ့တာထိုင်းနိုင်ငံရောက်ပြီးရောမှနိုင်ငံတကာဖိအားတွေမြင့်တက်လာရအခါမှာခွေးပြေးဝက်ပြေးနဲ့ညာလွန်ချင်းပြန်ပြီးပြန်ပြီးတော့ပြေးခဲ့ရတာကတပိုင်းအဲ့အပိုင်းနှစ်ပိုင်းကမတူဘူးဒီလိုပဲအဲစစ်ကောင်စီကအဲ့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂတန်မတ်တန်မတ်ဂျူလီဘရစ်ရှော့ကိုစီယုံထားဟန်တူတယ်စီယုံထားနိုင်ဟန်တူတယ်အဲ့တော့ ီရနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အာတော်လိုင်းလက်နက်ကိုင်ဖွဲ့စည်းကောင်းဆောင်နေ NUG ပေါ့နော် NUG ကောင်းဆောင်နေတော်လိုင်းလက်နက်ကိုင်ကောင်းဆောင်တွေအနေနဲ့စစ်ကောင်စီရဲ့တန်တမာရေးဆိုင်ရာတုံ့ပြန်လာမှုအပေါ်မှာတုံ့ပြန်ချက်အာတိကျတဲ့ပြင်းထန်တဲ့မှန်ကန်တဲ့တက်ရောက်မှုရှိတဲ့တုံ့ပြန်ချက်တစ်ခုကိုလုပ်သင့်တယ်လို့တော့ကျွန်တော်ယူဆပါတယ်လုပ်ကြဖို့လည်းကျွန်တော်နေနေဒီညာကနေပဲတောင်းဆိုပါတယ်ကျွန်တော်တို့ရဲ့ຫນွေဥတော်လည်းအောင်ရမယ်